ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့ဇာပေချစ်ပရိသတ်များလုံးမဲမင်္ဂလာပါရှင်။ဟောကိအခုတင်ဆက်ပေးမယ့်ဇလန်းကတော့စမ်းချေသောကလေးစားလူအမိရှာတဲ့ရှင်နှင်းပွေရာမိုခင်ဖြည့်မှန်ဇလန်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ကိုလေးမောင်နဲ့မခင်လေးတို့ကညီအကို မောင်နှမအရင်များဖြစ်ကြပြီးအကိုဖြစ်သူ မောင်လေးမောင် အသက်30ရှိတဲ့အချိန်မှာ မခင်လေးမှာအသက်20သားရှိသေးတယ်။မောင်လေးမောင်ကရက်ပုတ်ပြီးအတန်ငယ်လက်ပြင်ကုန်းနေအလွန်လီပီသေးကွေးတဲ့လူတယောက်လေးဖြစ်တယ်။နမဖြစ်သူ မခင်လေးကအသားမဖြူမညူရှိတော်လဲအချိုးစားကြတဲ့ကိုလုံးကိုပေါင်ရှိလို့လှရည်လို့မစုံနိုင်တော်လဲယောက်ျားရီကိုဖိတ်ခေါ်နေတဲ့ကဲ့သို့ချိုးသားရှင်ပြားရဲ့မျက်နှာမျိုးရှိသူဖြစ်တဲ့မိဘတွေတည်ဆောင်ပြီးတဲ့နောက်မောင်လေးမမစာပုတ်လူလင်ရုံးပြတာအခွင့်တော်စရည်ရုံးစရည် ဒေါ်လိုက်စည်းရီးမှစားပြီးဖြစ်တယ်လို့လောကင်စားတော့နေရမှာနမဖြစ်သူမကင်လေးမှာဈေးတဲ့ဘောမှာဇက်ဖွဲ့တစ်ဖွဲ့မှာရင်းသမဖြစ်လာခဲ့တယ်။အဲဒီအချိန်မှာအနောက်ပိုင်းမှာပြည်စုံကျွေးွားတဲ့ဟိုတယ်ပိုင်ရှင်တဦးရဲ့မတင်မချာသိမ့်ပိုက်ခြင်းကိုခံလိုက်ရတယ်။ရင်းသမလုံးမှာအတော်တန်အောက်တန်းကြရတယ်လို့ယူဆတော့လဲမောင်လေးမောင်ရဲ့စိတ်ထဲမှာဖြူစင်နဲ့အသက်မွေးမှုတစ်ခုဖြစ်ပြီးဒုက္ခမပညာလေးလာမှုတည်းရဖြစ်တယ်လို့ယူဆပြီးသဘောတူညီခဲ့တယ်။ ဒါပေမဲ့ထိုးလို့တဲ့ပစံငွေကြီးပိုးကြတဲ့ဟိုတယ်စပွဲတို့အလုပ်ကိုကုပြောင်းပြီး၎င်းမတဖန်ဟိုတယ်ပိုင်ရှင်ကအငဲနှောင်းဖြစ်နေမတင်မရှာသိမ့်ပိုက်ခံရတယ်လို့ကြားမိတဲ့အခါမောင်လေးမောင်မဆက်ဆက်ခါအသေးနာမိတယ်။ဒီနေ့မှမလေးခင်ကမိမိကိုယ်ကိုမိမိသက်သေကြောင်ကြားသိရလို့မောင်လေးမောင်မငယ်ချင်းကအဖြစ်ပြက်များကိုပြန်လေအောင်မေ့ပြီးပူပန်မိတယ်။ တနေ့မှာစာတိုင်းမှာမခင်လေးလက်ရှိနဲ့ရေးလိုက်တဲ့စာတစောင်းကိုပါစေတူလေးနဲ့အတူရရှိခဲ့တယ်။စာပါအကြောင်းအရာကချက်ကြီးကမိမိကိုဆွံပြေးလိုက်ကြောင်းဒိုအကမိမိမှာကဘာပေါ်မှာအကိုရင်းတယောက်သာကြီးစုဆောင်းရှောင်းမဲ့သူရှိလို့အကိုကမျက်နှာမပြောင်းဝင်ပေမိမိရဲ့ဆိုးဝါးညဉ့်ညမ်းလာတဲ့ဘဝကိုအစိတ်ရေးနဲ့အဆုံးသတ်လိုက်ကြောင်းလို့ရေးသားထားတယ်။ပါစေတူလေးမှာချက်ကြီးနဲ့ပေါင်းသည့်နေတိုင်းခဲ့တဲ့ချောက်လာတွင်မိမိဘဝဖြစ်စဉ်တွေတကွာ ချက်ကြီးရဲ့အပေါင်းအသင်းများလူသက်ကိုင်းနဲ့ဓမြကိုင်းတို့ပေါင်းဝင်နဲ့ချက်ကြီးရဲ့အပေါင်းအသင်းများမြည်သည့်နေမြည်သည့်ရန်မြည်သည့်နေရမှာချက်ကြီးနဲ့သူရဲ့တပည့်များမြည်ခဲ့သောသောရာဇဝမှုများကိုကျူးလွန်ကြကြောင်းလို့အတိအကျရှင်းသာဖော်ပြထားသည်ဒါအပြင်ရန်ကုန်မြို့ပေါ်မှာလှုပ်ဝက်စွာတည်ထောင်ထားတဲ့ကလန်များနဲ့ဘိန်းနဲ့ရှေးချောင်းများခိုးတင်ထားတဲ့နေရဌာနနဲ့နယ်မြေကြီးလူစုများရဲ့အမည်နေရက်လိမ့်စများပါပါရှိခဲ့တယ် လူစုများနမေစရင်နဲ့ပြင်းမှုကျွလွန်တဲ့နေရာများမှာမုန်းစိတ်ဆိုတဲ့အမည်မှာမကြာခဏပါရှိပြီးထိုဒိုင်းရာဒီနေစဉ်မတန်ဆာအုပ်လေးမှာရဲဘက်ကိုရောက်ရှိသွားပါကလွန်စွာမှအသုံးဝင်မိတ်မခင်လေးရဲ့အာသူပမှာစေးရုံမှာတုတ်တန့်ကိုပို့ဆောင်ရလို့မခင်လေးနေတိုင်ရရဲ့အိမ်ကိုပဲမောင်လေးမောင်မသိခဲ့ရအောင်အာသူပမှာမောင်လေးမောင်ကကားတစီငါရှင်ပြီးရုပ်ဖြက်ပြီးပို့ဆောင်ခဲ့ရချက်ကြီးကိုအရှိန်ချောင်မင်မတွေ့ခဲ့ရအောင် တကယ်လို့တိကျကမှုမိမိနဲ့စသုံးနှစ်တိုင်းတိုင်းကွဲကွာသူဖြစ်လို့မှတ်မိခြင်းမှမှတ်မိနိုင်မိအာသူဘကိစ္စပြီးမြောက်ပြီးတဲ့နောက်မောင်လေးမောင်ကမိမိကိုအမြဲညွန်ကြားဩဝါဒပေးနေသူဇီယာတော်ဦးဆန်ဒီမှာအကြောင်းကိုရှောက်တော်တယ်မောင်လေးမောင်ကဇီယာတော်ကိုမိမိရဲ့ဘဝခီးတခြားမှာကြုံတွေ့ခဲ့ရတဲ့ခြေကွယ်ဝမ်းနည်းဖွယ်ဖြစ်ပြများနဲ့တကွာမိမိရဲ့နှမမလေးခင်ဒေဆုံးရပုံအကြောင်းကိုရှောက်ထားပြီးပြောဆိုလိုက်တယ် မလေးခင်ရဲ့စာနဲ့တကွမှတ်တမ်းစာအုပ်လေးကိုဆရာတော်ကိုပြသလိုက်တဲ့သူအကဆရာတော်ကတပြင်းတစ်ချက်ကိုချပြီးနောက်"음ငါလေဒီကလေးမကြောင့်ကိုတရင်သေးသေးတော့ကြားတာကွယ်တီယိုဟိုတယ်ဆိုင်ကိုရောက်နေတယ်လို့လို့ပျက်စီးနေတယ်လို့လို့တော့ကြားတယ်ချက်ကြီးဆိုတဲ့အကောင်ကိုတော့ငါအတီသားပဲဒီကောင်ကငယ်ငယ်ကလေးကစိုးကျင်နိုင်စိုးနေတာညဉ့်ညမ်းကျင်နိုင်ညဉ့်ညမ်းနေတဲ့အကောင်ဒီအကောင်နဲ့အကြောင်းပါတယ်ဆိုတာတော့ငါလုံးဝမသိဘူးကြားလည်းမကြားမိဘူး မင်းကလည်းအเจ้าမရောက်တာ၄၅၆လလောက်ရှိနေမှတော့အခုမင်းပြောမှသိရတာပဲဒီလိုပေါ့ကွယ်မင်းတို့ငါတို့ပြည့်ခဲ့တဲ့လူပုံကဒုက္ခတွေကြီးပဲမဟုတ်လားသူတို့ကငါဘယ်သူမှမကင်းနိုင်ဘူးတရားနဲ့သာဖြေပါကွာပြီးတော့ပြုပြင်လို့မရတဲ့အသိကိုအသာထားပြီးရှေ့ကိုဘယ်လိုရှေ့ဆက်ရမယ်ဆိုတာသာစဉ်းစားပြီးတော့အော်ဒါနဲ့ပြောရအောင်မေမင်းအခုညီလိုအပ်ရင်ကြော်တင့်ဆိုတဲ့အကောင်ကိုသိတယ်မလားဒီကောင်ကစုံတောက်ဖက်မှာအမှုထမ်းနေတယ်လို့ကြားတယ်ဒီအကောင်ကဒိုးရွာသားပဲ ငငယ်ကလေးကမင်းတို့အိမ်နဲ့တချမ်းကျော်မှာပဲနေတယ်လေမိရှိစင်ရဲ့သားကြော်တင့်လေမှန်မဖျားမှတ်မိပါလေအေးအေးအเจ้าရှိရင်တော့သူ့စီသွားပေါ့မင်းကိုအကြံကောင်းညံကောင်းနေသူကပေးနိုင်တယ်ငငယ်တော့ကဒီကောင်ကမင်းနှမလေးမိလေးခင်ကိုအင်မတန်မှချစ်တာကွယ်သူတို့နှစ်ယောက်ကြောင်းနေဘက်တွေပဲမဟုတ်လားမှန်မဖျားသူတို့နှစ်ယောက်ကကြောင်းနေဘက်ပါအေးအေးကြော်တင့်စီကိုသားသွားသူကငငယ်ကလေးကဉာဏ်ပညာတော်တော်ထက်မြက်တဲ့အကောင်းကွယ်ဒါကြောင့်ပလိတ်ဖက်ကိုရှောက်သွားတာဒါပေမဲ့ကြော်တင့်က ချက်ကြီးကိုတီအောင်မလုပ်နိုင်ဘူးဖျာချက်ကြီးဟာတီမဖြစ်မှာပါနာတိပါတာကန်ဆိုတာအင်မတန်ကြီးတယ်ဆိုတာတကားလေးအတိဆုံးမှာမှန်မဖျာတီးပါတယ်တပည့်ရောထိန်းနိုင်ခဲ့ပါတယ်ဒီဘောမှာအကျိုးမပြောင်းလို့သစ္စာပြုပြီးပါပြီဖျာဒါပေမဲ့ချက်ကြီးကတော့တီမကိုဖြစ်မဲ့ဖျာဒီတော့တကားလေးမောင်ကချက်ကြီးကိုတတ်ဖို့စီမံပြီးပြီပေါ့မောင်လေးမောင်ကဆရာတော်ကိုတစုံတရာပြန်ပြီးမလျှောက်တာပဲဦးကောင်းကုန်ကုန်ပြီးတော့စိတ်ထဲကနေရည်ရွံ့မိတယ် ဆရာဖုန်းကြီးเจ้าမှာတွက်ခဲ့ပြီးနောက်မောင်လေးမောင်ကလမ်းရှိရခင်ကမိမိအလုံးလှုပ်ဖို့တဲ့ဥဘူအောင်ဗရာသာကုံတုံဆိုင်ကိုတော့ရောက်ခဲ့တယ်။ထိုကုံတုံဆိုင်မှာဥဘူအောင်ဥဘူတောင်းနဲ့ဥဘူမောင်ဆိုသူညီကို၃ယောက်ပိုင်ဆိုင်ကြရတယ်။မောင်လေးမောင်ကမိမိမအကြက်တဲဖြစ်နေလို့ရခင်ကလှုပ်ခဲ့မှုတဲ့စည်ရီလှုပ်ကိုပြန်ပြီးတော့လှုပ်ကင်လိုကြောင်ပြောပြရာဥဘူးအောင်မှာရခင်ကမောင်လေးမောင်ရဲ့ယူတာဖြောင်းမဲ့ကြောင်ကိုသိတဲ့ပြင်လူအောင်တယောက်လည်းဖြစ်တဲ့အတိုင်း ချက်ချင်းပဲအလုပ်ပေးတယ်။လောကမဲ့အလုပ်ကစည်ရည်အလုပ်သာမကစိုင်ပိတ်ချိန်ထိကိုကြီးရောင်းချရန်နဲ့စိုင်ဖွင့်စိုင်ပိတ်အလုပ်များကိုပါလောက်ကင်စီခဲ့တယ်။နေတိုင်းရန်အင်းကိုလည်းစိုင်ကိုမနေမဝေးမှကြီးစုစားရှောင်းနိုင်ရန်ကံပရီနဲ့မျက်နှာချင်းဆိုင်တိုက်တဲ့တိုင်းမှာဒုတိယတက်ရှိအတော်အတန်ခန်းနာကျေပြန်းတဲ့အခန်းတစ်ခန်းကိုပေးထားလိုက်တယ်။ မောင်လေးမောင်ရဲ့လုံမှာဇန်ကိုနနက်၈နာရီဖွင့်ရမှာဖြစ်ပြီးတကားတော့ကိုမောင်လေးမောင်ကိုအတားရင်နနက်၈နာရီမှာဥပိုးအောင်ကိုကြီးရန်လိုက်လာပြီးနောက်မကြာမီမှာအလဲဖြစ်သူဥပိုးတောင်ရောက်လာခဲ့တယ်။နောက်ဆုံးရောက်လာသူမှာကိုဘုံမောင်ဖြစ်တယ်။မောင်လေးမောင်နေတဲ့အခန်းကအိရကတဲ့စပွဲကလေးတိုင်းမှစပြီးအင်းအောင်ပြီဘောကများအပြည့်စုံရှိတဲ့အကန့်ဖြစ်တဲ့ဓမင်းကိုတယောက်သေးသမားဖြစ်လို့အနည်းရှိကလားဆိုင်တစ်ဆိုင်မှာလာခပေးပြီးတော့စားသုံးတယ် ဆိုင်ပိတ်တဲ့နေ့တနေ့မှာမောင်လေးမောင်ကငွေစင်ကတငယ်ချင်းဖြစ်သူစုံတော့ကိုကျော်တင်းတန်ကိုသွားရောက်ခဲ့တယ်။ကိုကျော်တင်းကမောင်လေးမောင်ကိုတွေ့တဲ့အခါဝမ်းပန်းတသာပဲစီးကျုံနှုတ်ဆက်ပြီးနာနေရောက်ချင်းစကားပြောရန် သူ့ရဲ့အလုံးစပွဲနောက်ရှိ အခန်းတွင်းကိုခေါ်ဆောင်သွားတယ်။တငယ်ချင်းနှစ်ယောက်တို့ကငွေစင်ကအကြောင်းများကိုစမြုပ်ပြန်ပြီးမလဲတာမကြောင်းတာပဲချက်ကြီးရဲ့အကြောင်းကိုပြောသွားတယ်။ မောင်ကျော်တင့်မှာမလေးခင်ကိုကျောင်းနေစဉ်ကလေးကချစ်ခင်လာသူဖြစ်လို့အလုံးမင်းစိတ်ဝင်စားရည်။ငါလည်းသူ့အကြောင်းတော်နင်းနေတော်ကြတယ်။အနောက်ပိုင်းကိုရောက်ပြီးဟိုတယ်မှာစပွဲတို့လုံနေတယ်လို့လို့နောက်ပိုင်းလူမိုက်တယောက်နဲ့ညားသွားတယ်လို့လို့တော့ကြားရည်။ငါလည်းအနောက်ပိုင်းကိုရောက်နေတော့တွေ့ပဲမတွေ့ရဘူးလေးမောင်။ငါနဲ့တွေ့ရင်တော့ဒီလိုဖြစ်မှာမဟုတ်ဘူး။အေးဘောကွာငါလည်းမင်းနဲ့အတွေ့နောက်ကြတာကိုအဲ့ဒီသူနဲ့ရားရဲကောင်းကတို့ရကလူမိုက်ကြီးချက်ကြီးလေကွာ။ဒါနဲ့ပြောအောင်မေးကွာ။ ချက်ကြီးကဘယ်တော့မှဘယ်နေရာမှာဘလို့ပြင်းမှုတွေကျူးလွန်ခဲ့တယ်။သူအပေါင်းသင်းတွေကဘသူဒိန်းနဲ့ရွှေချောင်းတွေကိုဘယ်ကချလာပြီးဘယ်ကိုချောင်းနေဆိုတာလေရဲစွဲနဲ့လေးခင်ကစာအုပ်လေးထဲမှာမှတ်ထားတယ်ကွာသူ့ရဲ့ဒဏ္ဍာရီစာအုပ်လေးပဲအဲ့ဒီစာအုပ်လေးကဘယ်မလဲကွာငါးစီမှာရှိတယ်ကွာ မလေးခင်ကသူ့လက်ချင်းနဲ့ငါ့ကိုရေးပြီးတော့စာရိတ်ကနေပို့လိုက်တာอืมဟုတ်လားခင်လေးကတော်တော်တော့ညံကောင်းသားပဲဒါနဲ့ငါမသိလို့တခုလောက်တော့မေးပြစေရေဘက်ကိုဒီစာအုပ်လေးရောက်သွားရင် သူတို့ကိုရေးချူနိုင်လား ဒါတော့ဒီလိုရှိတယ်ကွာလူတယောက်ပြင်းမှုကျွလွန်နေဆိုတာထင်ရှားအောင်တီးတီးတန်းတန်းတော့တတ်သိထင်ရှားရှိရမယ်ထင်းမြင်ချက်တို့မျော်လင့်ချက်တို့နဲ့လောက်တော့မလုံလောက်ဘူးကွာဒါလည်းမဖြစ်ပြန်ဘူးကွာငါဒီဆောက်လေးကိုရဲလက်ကိုအလန့်ရင်ရောချက်ကြည့်ဘာဖြစ်နိုင်မလဲရဲကဒီလူတွေကိုစုံစမ်းမယ်ဒီမတန်းဆောက်ထဲမှာလိမ့်စာနေနေရာကိုဝန်းထုတ်ပြီးတော့ရှာကျင်လဲရှာမယ်ပေါ့ခိုင်းလုံးနဲ့တတ်သိထောက်ထားရှာရင်တော့ဖမ်းကျင်လဲဖမ်းမှာပေါ့ဖမ်းပြီးတော့ရောဒီလူတွေဘာဖြစ်နိုင်လဲကွာ ဒီမှတ်တမ်းစာအုပ်ကလေးကခိုင်လုံတဲ့တသက်ခံချက်ဖြစ်ကြောင်းရုံတော်ကနေယူဆရင်ရုံးတင်ပြီးတော့တရားစွဲမှာပေါ့ဒီတော့ရောသူတို့ဘလောက်ထိအပြစ်ခံနိုင်မလဲကွာငါးနှစ်ဆယ်နှစ်ဆိုပါတော့ကွာတသက်တကြုံဖြစ်ရင်လည်းဖြစ်နိုင်တယ်ဘယ်ပြောနိုင်မလဲကွာငါတလောင်းနေတော့မကျေနပ်နိုင်ဘူးကြောတင်ရချက်ကြီးကမင်းတို့ငါတို့ရွေးပဲရှိသေးတယ်မလားဒူထောင်ကလွတ်လာရင်ဒီလိုပဲသူ့ဘိန်းချရွှေချောင်းတွေကိုတင်မင်းကလေးတွေကိုကြောင်းစာသဘောမတူဘဲနဲ့ဖြည့်စီဒီလိုလုံမျိုးတွေရှောက်လုံနေအောင်ပါပဲ တိုင်းပြည်မှာဒီလိုစုညောင်ကလေးဖြစ်တဲ့အကောင်မျိုးကိုတေးတဲ့အပြစ်ပေးတဲ့နဲ့ကွာစုံတော့မောင်ကျော်တဲ့မှာလေးမောင်ရဲ့စကားကိုကြားလို့အန်းတင့်သွားတယ်ဒီလိုလဲမဟုတ်သေးဘူးကွာလေးမောင်ရဥပိ္ပကလည်းရှိသေးတာကိုမင်းကငငယ်တုန်းကပရွက်စိတ်တကောင်တောင်မှတပ်ဖူးတဲ့အကောင်မှမဟုတ်တာစေတားကလည်းအင်မတန်နူးညံ့တဲ့ကောင်ဒါနဲ့မင်းခုဒီလိုတွေပြောနေတာငါတော့အန်အောတယ်ကွာငါဒါရီနားမလည်ဘူးကွာချက်ကြီးသေးဖို့သေးရမယ်သေးရမယ်လို့လေငါစိတ်ကငါဆုံးဖြတ်ပြီးပြီနေပါအောင်ကွာ မင်းကတရားဥပဒေကိုဘာသာပေးချက်ကြီးကမင်းကိုယ်တိုင်တက်ပြင့်မယ်လို့မင်းကပြောနေရလားချက်ကြီးကလူပြည့်မှာမနေတိုင်းအောင်စိုးရတဲ့လူရုံးမှာပဲဖြစ်စေအောင်သူ့ကိုတက်ပြင့်ရင်မင်းလည်းလူသက်မှုမြောက်ပြီနော်ငါသိပါရဲ့ကွာဒီတက်ဖို့ပြီးခိုင်လုံးတဲ့တက်တဲ့ခံနေရှိရင်မင်းငါးစီကိုလာခဲ့ရမယ်နော်ဒါပေမဲ့တခုတော့တတိထားနော်လေးမချက်ကြီးနဲ့အနောက်ပိုင်းကကလပ်ပိုင်ရှင်တွေကလူချမ်းနေကြီးပဲနော်မင်းကဒီလူစားမဟုတ်ဘူးကြက်ကြက်တတိထားမောင်လေးမောင်ကနှညတိုင်အောင်ချက်ကြီးကိုလိုက်လံရှာပွေတော်လေအစေးရောက်မင်းမတွေ့ရ ဒါပေမဲ့တတိယညမှာရှာဖရီယာဂျူနဲ့သွားတယ်။ဂျူနေ့ညနေမှာမောင်လေးမောင်ကဂျူညတွေအခွင့်ရှိပြီးအလုံးမခစောစောဆင်းလာခဲ့တယ်။ညစာကိုကြပြကြရစပြီးနောက်အနောက်ပိုင်းကိုလာခဲ့ပြီးတရင်အစနရှားတဲ့ဆက်ရှင်လန်ရှိတရုတ်ဟိုတယ်ရှိကိုရောက်တဲ့အခါမော်တော်ကားအနက်လေးတစ်စီးကဟိုတယ်နဲ့မလမ်းမကမ်းရှိမှရပ်ထားပြီးဂျူပေါ်မှလူသုံးယောက်ဆင်းလာခဲ့တယ်။မောင်လေးမောင်ကမောင်ရိပ်တစ်ခုကနေဆောင်ကြည့်စဉ် ထိုလူသုံးယောက်တို့ကဟိုတယ်ဆိုင်ထဲကိုဝင်သွားရာအလဲလူမှချက်ကြီးဖြစ်ကြောင်းဆိုင်တွင်းမှဓမီးရောင်ကြောင်းသိလိုက်ကြ၏။မောင်လေးမောင်က နောက်နေ့ရက်ဆက်လာပြီးထိုဟိုတယ်ကိုအချိန်မှန်လာရောက်ကြည့်ရှုရာချက်ကြီးနဲ့အဖော်နှစ်ယောက်ပါတဲ့ကားနဲ့လေးကိုနေဆင်မြင်တွေ့ရ၏။နောက်ဆုံးနေ့မှာမောင်လေးမောင်ကဟိုတယ်ကို ခက်ဆော့ဆော့သွားရောက်ပြီးဟိုတယ်လေးကိုဝင်ပြီးနောက်ဘီယာတစ်ခွက်ကိုမှာယူတော့ခြင်းစပွဲတို့တရုတ်လေးကိုစုံစမ်းရာ ချက်ကြီးမှာထိုဟိုတယ်ပိုင်ရှင်နဲ့အစူးဆက်ဗာဒနာဖြစ်ကြောင်းဟိုတယ်အပေါ်ထက်မှာမြန်မာနှင့်တရုတ်အမျိုးသမီးစပွဲတို့များရှိကြောင်းလို့သိခဲ့ရတယ်။ဒီလိုနဲ့မောင်လေးမောင်ကဟိုတယ်ဆိုင်အမည်နဲ့တိုင်းနိုင်ဘက်ကိုမှတ်ရှုလိုက်တယ်။နောက်တနေ့မှာမောင်လေးမောင်ကမိတ်ဆွေတဦးထံမှာဓာတ်ပုံကင်မရာတစ်ခုကိုငါပြီးခင်လေးရဲ့ဒဏ်ရာရီစာအုပ်ထဲမှာအရေးကြီးတဲ့စာရွက်များကိုဓာတ်ပုံရိုက်ကိုလိုက်တယ်။အဲ့ဒီနောက်ဖလင်ကော်ပြားများကိုပန်းစိုးတန်းရှိဓာတ်ပုံကြိုက်ကြီးတစ်တိုင်းမှာစေးပြီးကော်ပြီးကူးစီခဲ့တယ်။ အဲ့ဒီနောက်အသင်းဖြစ်တဲ့ကမောင်လေးမောင်ကချက်ကြီးတန်းအောက်ပါအတိုင်းစားတဆောင်ရေးပို့ခဲ့တယ်။မိတ်ဆွေချေကိုချက်ကြီးမိတ်ဆွေကြီးကကျွန်တော်နဲ့တူကျွန်တော်ရဲ့နှမဖြစ်တဲ့ခင်လေးကိုပါငယ်ပေါင်းကြီးပေါ်မှာဖြစ်တဲ့အတိုင်းကောင်းကောင်းကြီးမှတ်မိပါလိမ့်မယ်။ဒီစားခမားတန်းကိုရေးရတာကခင်လေးကမှတ်တမ်းစောင်လေးတော့ကျွန်တော်တန်းကိုထားခဲ့တယ်။မှတ်တမ်းစောင်လေးကအခုကျွန်တော်လက်ထဲမှာရှိပါတယ်။ဒုမှတ်တမ်းစောင်လေးတွေမှာစာမျက်နှာချုပ်ကိုဓာတ်ပုံဆိုင်ကိုပြီး ဒီစာနဲ့တူစာရီလေးထဲမှာထည့်ပေးလိုက်တယ်။ဒေါ်ဓာတ်ပုံများမိတ်ဆွေကြီးရဲ့နာမည်နဲ့တကွာမိုးစိတ်ဆိုသူရဲ့နာမည်ကိုပါတွေ့ရှိရတယ်။ဒေါ်မတ်တန်းစာအုပ်လေးကိုဘလို့ပြုလုပ်ရမလဲဆိုတာကျွန်တော်မဆုံးဖြတ်တတ်ပါ။သက်ဆိုင်ရာအာဏာပိုင်များကိုပေးအရင်ကျွန်တော်မှတာဝန်ရှိတယ်လို့ယူဆတယ်။ဒါပေမဲ့ထိုကိစ္စကိုမပြုလုပ်မီမိတ်ဆွေကြီးနဲ့တွေ့ဆုံစကားပြောလို့တယ်။စာအုပ်ကလေးကိုရဲဘက်ကမအပ်မီမိတ်ဆွေကြီးကထိုအချက်လက်တွေနဲ့ပတ်သက်လို့ကျွန်တော်နဲ့ဆွေးနွေးလို့ပါကား ဒိုစာမှာပေါ်ပြထားတဲ့ကျွန်တော်ရဲ့အညွန်ကြားတိုင်းလိုင်းနာစေလို့တဲ့လိုင်းနာမယ်ဆိုရင်အညွန်မှာပါရှိတဲ့အတိုင်းတသေးမတင်တိတိကျကျပြပြတသားတော့လိုင်းနာစေလို့တဲ့အခုလာမယ်တနင်္ဂနွေနေ့ညနေ3:15မိနစ်တိတိအချိန်မှာအောက်မှာပေါ်ပြထားတဲ့လိပ်စာမှာပါရှိတဲ့အိမ်နဲ့ညနေချင်းဆိုင်တိုင်းဒုတိယထက်အခန်းကိုလာစီချင်းလို့တဲ့လာတဲ့အခါတယောက်တည်းလာရမယ်ကျွန်တော်ရဲ့အိမ်ပြတင်းပေါက်မှာကျွန်တော်စောင့်ကြည့်နေမှာဖြစ်လို့မိတ်ဆွေကြီးနဲ့တို့တခြားသူများပါမယ်ဆိုရင် သူတို့ကိုအိမ်တွင်းကိုဝင်ခွင့်ပြုမှာမဟုတ်ပါမိစေကြီးကိုလည်းယခုလာမယ့်တနင်္ဂနွေနေ့ညနေ3:15မိနစ်တိတိကျိမှလွှဲပြီးဝင်ခွင့်မပြုပါမိစေကြီးကိုထောင်ပြီးဖမ်းလိုက်မယ်လို့ထင်ကောင်းထင်မှလိမ့်မယ်ဒီအချိန်မှာကျွန်တော်တယောက်တည်းသာရှိတယ်ဒါအပြင်ကျွန်တော်မှာခွင့်အားပလားနဲ့ပြေဆောင်သူမဟုတ်ကြောင့်မိစေကြီးအ ती ဆုံးဖြစ်မှာပါထောင်ပြီးဖမ်းတယ်လို့ထင်ရင်မှလည်းရဲဘက်ကိုတရင်မပေးမီမိစေကြီးကိုထောင်ပန်းရန်အကြောင်းမရှိပါ တကယ်လို့အခုလာမယ့်တနင်္ဂနွေနေ့ညနေ3:15မိနစ်တတိယချိန်မှာအထက်ဖော်ပြပါနေရကိုမိတ်ဆွေကြီးရောက်မလာခဲ့ဘူးဆိုရင်ထိုဒဏ်ရာရီစာအုပ်လေးမှာ3:00ခွဲအချိန်တွင်ရဲဘက်ကိုရောက်သွားမယ်။အဲ့ဒီချိန်မှာမိတ်ဆွေကြီးနဲ့တူဘုံမုတ်စိတ်နဲ့သူ့ရဲ့အပေါင်းပါတွေအားလုံးဖန်စီခြင်းအပြေးပေးခြင်းစတဲ့ဒုက္ခအပေါင်းတွေနဲ့ကြုံရမယ်မဟုတ်လား။ကဲပါလေလာခြင်းလဲလားမလာခြင်းလဲနေဖို့။စာရေးသူ လေးမောင် ကိုလေးမောင်ကစာရွက်ကိုအသေးချာခေါ်ပြီးနောက်ဓာတ်ပုံများနဲ့တူစာအိတ်တွေထဲမှာထည့်ပြီးချက်ကြီးတန့်ကိုဟိုတယ်ဆိုင်လိမ့်စာနဲ့စာရင်းမှာထည့်ပေးလိုက်တယ်။အဲ့ဒီနောက်သူနေတဲ့အခန်းတော်နဲ့အင်းရှိတကယ်တော့ကိုတော်တူများပြုလုပ်လိုက်တယ်။တို့အလုံးများပြီးတဲ့ကစုံတော့ဦးထင်ကျော်တန့်ကိုတွားရောက်ခဲ့တယ်။ဒီမှာတငယ်ချင်းမင်းပြောရတဲ့အတိုင်းမျော်လင့်ချက်တို့ထင်မြင်ယူဆချက်တို့မဟုတ်ဘူးကွာ။အခိုင်အလုံတည်တံ့တတ်တည်တည်ရှာမယ်။ဒီတော့ငါပြောတဲ့အတိုင်းမင်းလုပ်မယ်ဆိုရင် နောက်တမင်းကနေနေမှာချက်ကြီးကိုဖမ်းနိုင်ပြီကွာကဲပြောချက်မအောင်ကွာမောင်လေးမောင်ကမိမိလောက်ခဲ့တဲ့တောတူများကိုစုံတော့ကိုထင်းကျော်ကိုပေးအပ်လိုက်တယ်အဲ့ဒီနောက်ဆက်ကူရလေတရွတ်ပေါ်မှာလေးစားတစ်ခုကိုရေးပြီးတော့ပြလိုက်တယ်ဒီမှာဘောကျော်တင်ဟာဟောရာကတက္ကမကြီးကတော့ဒီအငယ်လေးကအခန့်တော့ဒီတော့ရင်နဲ့နင်းဖွင့်ပြီးတော့ဝင်ရုံပဲဒါပေမဲ့တခုတော့ရှိတယ်နောက်တနေ့ကနေနေညနေ3:00တိတိချိန်မှာအဲ့ဒီနေရာကိုမင်းရောက်ရမယ်နော်တမင်းနဲ့မှနောက်ကျလို့မဖြစ်ဘူး တမန်နဲ့လည်းမစောရဘူးကြားလာတဲ့ငယ်ချင်းအဲ့ဒီနောက်စုံတော်ဦးတင်ကျော်မှာမောင်လေးမောင်ရဲ့အပြုမှုကိုအံအသင့်ပြီးမင်းကြံကဘလို့လဲကွာမင်းဘာလုပ်မှလဲချက်ကြီးကနည်းနည်းရရကောင်းမဟုတ်ဘူးနော်တိတ်လေတန်တဲ့ကောင်မင်းတတိထားလေးမောင်အေးပါကွာငါသိပါတယ်အဲ့ဒီနောက်လေးမောင်ရဲ့အစည်းအဝေးမှာတနက်တက်လက်ရအောင်ရှာဖွေရန်ဖြစ်တဲ့ တို့ကဥပုအောင်ဂုံသုံးဆိုင်နောက်ပြပန်အဖို့တန်ပစ္စည်းများထားတဲ့စတိုကန်ဘီယိုတဲမှာတင်ထားတဲ့ရိုင်းဖဲတနက်နဲ့လေတနက်နှစ်လက်ကိုပြေးပြီးတော့တည်ရရင်ဒီလိုနဲ့ထိုနေ့နေ့လယ်မှာညီအကိုရင်းများတဲမှာသဘောကောင်းဆုံးဖြစ်တဲ့ဥပုအောင်တန်ချင်းကပ်ပြီးယခုလာမယ့်တင်းကနေနေ့နေ့မှာမိစေတအိုးနဲ့ထောင်းချမ်းဘက်ကိုအမဲလိုက်မှဖြစ်လို့ရိုင်းဖဲတလက်ကိုငားရမယ့်အကြောင်းကိုပြောဆိုလိုက်တဲ့အောင်မငါစီရငါအောင်လို့မင်းကပြတ်တက်လို့လား မဖြစ်ပါမို့ကွာမင်းမလိုင်းစင်လေးရှိတာမဟုတ်ဘူးကျွန်တော်ပြစ်တတ်ပါရဲ့ဆရာရဲ့တစ်တော့ဘက်မှာတော်လိုက်စီလောက်တော့ကကျွန်တော်ကင်ပူပါတယ်ဗျမဖြစ်ပါမို့ကွာအမှုတွေဘာတွေပတ်နေအောင်မှာမင်းမလိုင်းစင်လေးရှိတာမဟုတ်ဘူးမောင်လေးမမတနေ့ရရှိရတဲ့အကြံခန့်နေလိုက်တဲ့ဘလို့ပဲဖြစ်စီမိမိအကြံအတွက်တနေ့တည်းလဲရအောင်လို့ရှာရမယ်တရားတော်နင်းနေမရရှင် မတရားရဲ့နင်းနေရှာဖို့ရမယ်ဒီလိုနဲ့လင်းလေပြောစုလို့မရတဲ့အခါခိုးပြီးယူမယ်လို့ဆုံးဖြတ်ပြီး ကန်နပါကိုပါမကျူးလွန်ခြင်းပဲကျူးလွန်လိုက်တဲ့တနင်းကနေနေ့ကိုရောက်တဲ့အခါနနက်စစားတော့ပြီးချိန်မှာမောင်လေးမောင်ကလမ်းကိုဖြတ်ကုပ်ပြီးဆိုင်းချီတကားကိုဖုံးဝင်ပြီးနောက်အတွင်းမှာမင်းတုံချထားလိုက်တဲ့အနည်းပတ်ဝန်းကျင်မှာလူတွေကဆိုင်းတကားကိုဖွင့်လာမြင်တော့လေမောင်လေးမောင်မှထိုးဆိုင်မှာအလုံးလုံးနေသူဖြစ်လို့ဂယုမပြုမိကြောင်းမောင်လေးမောင်ကအလဲတကားကိုဖွင့်ပြီးနောက်ဖေးဆောင်ကိုရောက်တဲ့အခါစတိုကန်းကိုဖွင့်ပြန်တဲ့ တနက်များထဲထားရဲ့ပြီးရိုးတော်ရီထဲမှာမိမိကိုပေးထားတဲ့တော်သေးထဲမှာမပါလို့မောင်လေးမောင်ကတော့ကလုတ်ချိတဲ့ဝင်းပတ်မပတ်တာကိုဝက်အိုလဲနဲ့တရေချင်းဖြုတ်ပြီးတနက်ကိုလမ်းရှူလိုက်တယ်။ဒုံနာယူနဲ့10မိနစ်ချင်းကိုရောက်တဲ့အခါကားနဲ့လေးတစ်စီးကလမ်းပေးလူချင်းနဲ့တနည်းအားမရက်ပြီးကားပေါ်မှာလူသုံးယောက်ဆင်းလာခဲ့တယ်။တယောက်မှချက်ကြီးဖြစ်ပြီးတခြားနှစ်ယောက်မှအိုးထုပ်ပြောများစောင့်ထားရသူရဲ့တတော်ဆောင်များဖြစ်တယ်။ အဲ့ဒီနောက်ချက်ကြီးကတိုက်ပေါ်ကိုတယောက်တည်းတက်လာတာကိုမောင်လေးမောင်မြင်လိုက်တယ်။ဒါနဲ့မောင်လေးမောင်ကမိမိရဲ့အခန်းတကားကိုအတန်းငယ်ဟာတာပြီးနာကလဲတိုင်းမှာအိမ်ထိမပြတ်ဖေးပြန်ထိုင်လိုက်တယ်။ခန်းစီနောက်ခွေမှာဝတ်ထားတဲ့တနက်လေးကကောင်းစွာလလန်းပြီးတယ်။အချိန်မှာ၃နာရီ15မိနစ်တိတိရှိနေပြီ။မောင်လေးမောင်ကအပြင်းမတကားကိုခောက်တန်ကြရတယ်။ဝင်းငယ်လေးပြာကိုချက်ကြည့်ကျုပ်တယောက်ထဲပါဗျာ။ မင်းမဒဏ်ရာရေးစာအုပ်ရှိရဆိုအဲ့ဒါပေးမလဲမင်းဘလောက်လိုချင်လဲဒီမှမရှိဘူးဗျတဏီရရမှာဟောထားတယ်အဲ့ဒီနေရာကကြောက်ကြောက်တည်းသိတာဗျဒါပေမဲ့ဒီစာအုပ်လေးရေးလက်ထဲကိုရောင်မသွန်းအောင်လို့ခမားကာကွယ်နိုင်တယ်ဒီမှာကိုချက်ချင်းခမားနဲ့ကျုံနဲ့နားလည်မူထားပြီးပုံမှန်လင်းလင်းပြောကြမယ်ကျုံလက်တစ်ဖက်မတန်မဲဖြစ်နေတာကငငယ်ရုံးကခမားလိန်ချိုးထားတဲ့တန်းပဲဗျကျုံနှာခေါင်းနဲ့နဲ့နှိမ့်နေတာလေခမားလက်သီးချက်ပဲဒါရင်မကသေးဘူးအခုကြီးလာတော့လေခမားကျုံနှမကိုရှူတဲ့ယူရထားတဲ့အုံပေါ် တော်ပါဗျာခြေချောက်ကိုရေနှုတ်မနေစမ်းနဲ့ဒီမှာကောက်ချက်ကြည့်ခမရလာတာတယောက်တည်းမဟုတ်ဘူးတက်တော်ဆောင်နေအမှနေရခဲ့ရဲဆိုတာကြောက်သိပြီးသားပါဒါပေမဲ့ကြောက်ကိုလည်းခမရပြန်မေးဆွေးလို့မရဘူးဗျာဒီလောက်လူစီကားရဲ့လမ်းမကြီးမှာကြောက်ကိုကားနဲ့လေးစီရောက်အောင်လို့ခမရဆွေးမခွန်နိုင်ပါဘူးကဲပါဗျာခမရဒီစောက်အတွက်ငွေဘလောက်လိုချင်နေဆိုတာပြောပါနေုံခမရကိုကြောက်ပြောစရာရှိသေးတယ်အဖိုးတော်တမ်းမဲ့စကားမဟုတ်ပါဘူးဗျာခမရနှမကသူရေးထားတဲ့စာကိုဘယ်နည်းနဲ့မှရေဘက်ကရုံမမဟုတ်ဘူး ဒါပေမဲ့ကျုပ်တို့ကိုမေးလာမြန်လာတော့ဒုက္ခပေးခြင်းလေပေးမှာပေါ့အဲ့ဒီဒုက္ခကိုမခံခြင်းလို့ကျုပ်တို့ဆရာမုတ်စိတ်ကနင်းနေပပတော့ပေးပါလိမ့်မယ်မောင်လေးမောင်ကစပွဲပေါ်မှာစပွဲတင်နာယူကိုမသိမသာစောင့်ကြည့်မိတယ်အချိန်မှာ3နာရီ23မိနစ်ရှိပြီးကိုကျော်တင်ရောက်လာရင်15မိနစ်အချိန်ပေးတာကများလို့နဲ့10မိနစ်လောက်ပေးရင်တော့လုံလောက်ပြီအချိန်ကိုမိနစ်အနည်းငယ်များဆွဲရအောင်မယ်ကျုပ်ငွေမမှတ်ဖို့ကိုချက်ချင်းခမရအပြေးကြောင်လို့ကျုပ်သတိပြမယ် တက်သေးကန်လုံးလောက်လို့ရှိရင်ခမကျိုးစင်တက်ရမယ်။ချက်ကြီးကဒူတိုင်နေတဲ့ကလေးတိုင်းကိုနောက်ကိုဆောင်ပြီးတွန်းလိုက်ပြီးနေရာမှဖြတ်ကနေထားလိုက်တဲ့မောင်လေးမောင်မအနေငယ်များအင်းနေမပြေ။သူ့ရဲ့လက်ထဲမှာရိုင်းဖဲတနက်ကမျက်လှပြလိုက်သလိုရုတ်တရက်နဲ့ပေါ်လာပြီး မောင်လေးမောင်ကချက်ကြီးရဲ့ရင်ဝါကိုတက်တက်ချင်းထားလိုက်တဲ့တုံးထောင်ရီ29မိနစ်ရှိပြီးမောင်လေးမောင်ကဖွင့်ထားတဲ့ပြတင်းပေါင်းမှာလမ်းဘက်ကိုမျောကြည့်မိတဲ့ မောင်ကျော်တင်းကကားအနီးမှလမ်းကိုဖြတ်ပြီးလာနေပြီးသို့တော်သူ့ရဲ့ခြေလမ်းတွေက နေကွင်းလွန်းလို့မောင်လေးမောင်ရဲ့စိတ်ထဲမှာမချင်မရေဖြစ်သွားတယ်အချင်းကိုအနည်းငယ်များဆွေးရအောင်မိတ်ဒီမှာကိုချက်ချင်းကျုပ်ခုပဲဒီတကားထွက်သွားမယ်နောက်ပြီးတော့ဒါနာရီစာအုပ်လေးကိုယူပြီးရေဘက်ကိုတစ်ခါရဲအက်လိုက်မယ်ဒီတော့ခမားကိုတားဖို့နီလန်းတစ်ခုပဲရှိတယ်ကျုပ်ကိုတက်ပြီးတော့ဒူချင်းစုံတော့မောင်ကျော်တင်းမှာအင်းရှိကိုရောင်းနေပြီးဖြစ်တယ်သူကအိတ်ထဲမှာစာရက်လေးကိုထုတ်ပြီး တိုင်းနိုင်ပန်းတွေတိုက်ကြီးလိုက်တယ်။အဲ့ဒီနောက်အောက်ထက်လေးကားမှာတိုက်ပေါ်ကိုတက်လာခဲ့တယ်။ခလုတ်ပိတ်ထားရဲ့ဗျ။ခမပြေးလို့မရသေးဘူး။အဖိုးကလေးညာဘက်ကိုတွန်းလိုက်။အေးဟုတ်ပြီ။ပြေးလို့ကြပြီ။ချက်ကြီးကတနက်ကိုမြောက်ပြီးလေးမောင်ရဲ့ရှင်ဝါကိုချိန်လိုက်တယ်။ဒေါကနာမှာဒိန်ကနေမြည်တဲ့အတန်းကြီးကအကန့်အတွင်းမှာဆူညံသွားပြီးတိုင်းနေရံများစီကိုပိတ်တင်သွားတယ်။မောင်လေးမောင်ကကျဲမြင့်မော်ကိုပုံရသားပဲလဲကြသွားတယ်။မင်းကိုဒီကောင်ကပြစ်လိုက်တာငါတက်အမြင်နဲ့ကွာ ဒီတက်ခိုင်လုံနဲ့တက်တည်တော့မရှိတော့ဘူးဒီတော့သူတို့ကောင်းတစ်ယောက်ကိုတက်ပြစ်တဲ့လူကလေပင်းမှာကျိုးခွင်းဆွပြီးတေးရမှာမုတ်ချပဲမောင်လေးမောင်ကကိုကျော်တင် ပြောတာကိုနားလေဟန်နဲ့အသက်မထွက်မီသူ့ရဲ့နှကန်းပေါ်မှာပြုံးယောင်လေးတန်းနေတော့တယ်ဟောကိန်ဇလန်လေးကိုအဆောင်တီနာဆင်ပေးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနဲ့ဒါကဲပေးဖို့တောင်းဆိုပါရစေရှင်